အလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jackson Streaming Channel လေးရနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော် reaction လုပ်သွားမယ် music video music ကတော့ကျွန်တော်တို့ KZ ရဲ့ ordinary life ပဲဖြစ်ပါတယ်ဒီတခြင်းကလွန်ခဲ့တဲ့တစ်နှစ်ကထွက်ထားတာပေါ့နော်1 year အကိုပေါ့နော် okay တခြင်းလေးကိုကျွန်တော်နဲ့တူတူနားထောင်ကြည့်လိုက်ရအောင် let's go guys ဒီတခြင်းကကြတော့ကျွန်တော်ဒီပေါ့နော်အဲအိမ်မက်နောက်ကိုလိုက်နေတဲ့လူငယ်တွေအတွက်ကတော့ မဖြစ်မနေနားထောင်ကြည့်တင်တဲ့တခြင်းလို့ထင်တယ်ပေါ့နော်ဘလို့လူတွေနားထောင်တင်လဲဆိုတော့အိမ်မက်နာကိုလိုက်နေရသူတွေပေါ့နော်โอเคမလိုက်နေရသူတွေနားထောင်လို့ရပါတယ်နော်တခြင်းပဲဆိုတော့ဒါပေမဲ့အိမ်မက်နာကိုလိုက်နေရသူတွေဆိုလို့ရှိရင်တော့ဒီတခြင်းလေးကတော်တော်လေးကောင်းမယ်လို့ထင်တယ်ပေါ့နော် อ๋อว่า sorry ဒီတချင်းရဲ့ဒီဒီတချင်းနဲ့မှာလို့ rap ကိုတွားလို့မျိုးဂီတာနဲ့ပေါ့နော်ဂီတာနဲ့ဆိုထားတာကတော့ကွဲထွက်တယ်လို့တော့ကျွန်တော်ခံစားရတယ်ပေါ့နော်တခြားလို့ဂီတာနဲ့ဆိုထားတဲ့ rap တချင်းတွေပါကြီးကတော့အဲကျွန်တော်ရှိကောင်းရှိလိမ့်မယ်ပေါ့နော်ကျွန်တော်နားမထောင်ဘူးတာပေါ့နော်ဒါပေမဲ့ဒီချင်းကတော့ဂီတာနဲ့ဆိုထားဆိုကွဲထွက်တယ်ပါတယ်လို့ဟုတ် ယောလူမှန်တကတဲ့ကပုံနေထားတဲ့စနစ်ဆိုးရဲ့ကဘာလေးတဲ့နေရမင်းဝဒနာထက်လေလာဖို့သာဒီကစာမေးပဲမနေရအပုံခံကွက်ထဲကနေရင်ကျက်ဖို့အတွက်ကွာဝေးတဲ့နေထာတာမီတာဖြင်းနေကြီးပြင်းခဲ့တဲ့တန်းနဲ့စာမေးပွဲတွေကြအဲတွေးလဲတွေအာပြန်မေးကုန်ထောက်တော့တ နာပြေကြမယ်ဆမ်မလို့ရင်ချက်ချင်းပဲမင်းတို့လမ်းမကြီးသွားမယ်အဲ့တွေးတွေရိုက်ထဲဆဲကြောတဲ့တီအိုထေမှုအစခန်းချနေရတဲ့လူငယ်ဟာကိုယ်ပိုင်ဆုံးပြချက်ချတယ်မို့စွမ်းသားတွေအားနဲ့ fuck ကိုလိုချင်းနေမျိုးမှာပါသုံးစားရလဲနာကကလုံးဝမလာတဲ့ပြင်ဘဝကလုံးပါပါလဲကြနေတဲ့စိတ်တွေပြန်ယုံထားမရဘဝအတွက်ဖြစ်ဆိုနေရတဲ့စာမေးပွဲမှာငါလည်းရှိတဲ့လုံးမမလာဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးသိထဲလို့ရရင်တက်တက်ပြင်းနေတဲ့ချင်းနဲ့ချေလန်းရှေလန်းလို့သွားနေတဲ့လူငယ်ဘဝရဲ့သုံးမလို့ပုံတော့မှာစေတန်းကိုဘွားချင်နေတဲ့မြတ်လက်တွေ့ဘွားတဲ့ချစ်စင်းလာခဲ့ပြီးခုတကယ်တမ်းလို့စတင်လဲ နော်လူငယ်ဘဝရဲ့သုံးပုံကိုတစ်ပုံမှာ၁၀တန်းဘဝထင်ခဲ့ရနော်ကိုရီးယားသုံးပုံကိုနှစ်ပုံလောက်ထင်ခဲ့လူတွေမှာတော့ပါမှာပေါ့နော်ကိုဆိုရင်တော့သုံးပုံကိုနှစ်ပုံလောက်၁၀တန်းဘဝထင်ခဲ့ရအဲ့တော့ဒီအရှိတပိုက်အကုန်လုံးကတော့လည်းမျိုးအဲမြန်မာနိုင်ငံရဲ့လိုပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ဆိုသွားတာပေါ့နော်ဒီတချင်ရလို့ lyrical စာသားတွေကလုံးဝဘာမှခုထားတာမရှိဘူးစတိုက်ဆိုတာ KC က တော်လေးတဲ့ငနားထောင်ကောင်းတယ်မတချို့ကြလို့စာသားတွေပြုတ်သိပ်ပြီးဆိုလို့ရှိရင်နည်းနည်းအဲ့လိုနားထောင်လို့မကောင်းတော့တာပဲဖြစ်တတ်တယ်ဒါပေမဲ့သူဆိုွားတာတော့လုံးဝရှယ်ပဲအော် sorry chorus ကလည်းတော်တော်ကောင်းတယ်နော် chorus လေးတခြားနားထောင်လာဘဘွားရဲ့သုံးမနှပုံလောက်မှာစေတန်းကိုဘွားတင်ခဲ့တဲ့မြလက်တွေ့ဘွားတဲ့ခြေစင်းလာခဲ့ပြီးခုတကယ်တမ်းဘလို့စတင်လဲချက်ကောင်းတဲ့ခေတ်ရဲ့သုံးကားအိမ်မှာမတန်လေးကိုရောင်းအောင်ကိုနော် ကလိုချင်တဲ့ကာလာကိုမချေပေးသေးစက်ဒိုးနေရမှာဘဲလီဖြစ်နိုင်ရင်နေတဲ့အိမ်မက်ကိုပုတ်ခတ်ပြီးရှက်သွေးအေးတဲ့ပတ်ဝန်းကျင်ကြားမှာဒူးအတိုင်းမဲ့ညူပညာအတွက်ကောဘဲစီပေးစတရီမီလောကအတွက်ကောဘဲစီပေးလေလို့ကိုဆိုရင် စတရီနဲ့စတရီနာမဖြစ်မြောက်လို့ဒီ music reaction လုပ်တဲ့ဘက်ကိုရောက်လာတာပေါ့နော်ဒါပေမဲ့စတရီမှာပါအော် ministry မှာဖြစ်အောင်ကြိုးစားမှာပါနော်ဘယ်တော့မှအိမ်မက်ကိုလက်မလျှော့ပါဘူး ီလေကျင်းနေတဲ့တိုင်ဝမ်ကျင်းတဲ့ကားဒီစာမီဘဝကဝါဒနာအတွက်ထောက်ပံ့နေတော့ချပြနိုင်တဲ့အာမကြီးမြတ်သမျှဖြစ်တည်မှုကိုလက်ခံရမယ် That's right ဆူတောင်းနဲ့ဖြားသည်မဆပြီးမင်းကျိုးသားညှိနေတဲ့အရာတွေကနားညီသွားမလားဘယ်ကောင်းအောင်ပြစ်တင်ရမလဲသိတဲ့ကံကြမ္မာတွေနေဝဲလာခဲ့သည်နောက်မှာစန္ဒာတွေလုံးနိုင်စမ်းတဖြစ်ချင်တာပဲရှိဖက်ကတိဆောက်တဲ့မှာဖက်ကပြန်ရည်နေတိုင်းမှာခက်တဲ့အိမ်မက်အတွက်ပင်မသမျှကြုံလုံးပြီးခန္ဓာရည်တိုင်းတာထက်လွန်ဆွဲတွန်တွဲနေတဲ့ရာများဆင်းပြေအောင်တကူးတကားညှိဖန်နိုင်တဲ့တဖြည်းဖြည်းဝေးသလိုခံစားရကိုယ်တိုင်းထက်ဘူးမှမသိ င်းချက်ကိုဟုတ်လို့ကကိုကိုကိုလိန်နေတာရှင်းမပြေဆုံးတဲ့ဘွားမှာနာကက်အတွက်လူငယ်တယောက်ရဲ့အချင်းတွေကရင်းနေရဲ့အင်းဝဲစားကောင်းတဲ့ခင်ရဲ့ဟုတ်ရောအဲ့အိမ်မက်နောက်ကိုလိုက်နေတဲ့လူတွေကလို့အိမ်မက်ကလို့ကိုဖြစ်ချင်တဲ့အိမ်မက်ကမဖြစ်လာခင်အထီးရတော့လည်းမျိုးအိမ်မက်နဲ့လို့ဘယ်လိုပြောမလဲအလန်းဝေးတာပေါ့ဗျာအဲ့လိုခံစားချက်မျိုးတော့ခဏခဏခံစားရတယ်ပေါ့နော်အဲ့ဒါတော့ပုံမှန်အဲ့လိုလူတွေဆိုတော့သိမှာမဟုတ်ဘူးတကယ်ကိုယုံကြည်ရာကိုဖြစ်ချင်တဲ့ အရာတစ်ခုပေါ့နော်အဲ့လိုဖြစ်ဖို့ခက်ခက်ခဲတဲ့ဟာမျိုးတွေပေါ့အဲ့အဲ့ဒါတွေနောက်လိုက်တဲ့လူတွေကတော့မဖြစ်မြောက်ခင်အထိကတော့ဝေးကွာနေရလို့ခံစားနေရမှာပါပဲဒါပေမဲ့ဖြစ်သွားတဲ့အချိန်ကျလို့ရှိရင်တော့ I did it ပေါ့လို့ I did it ပေါ့နော်လုပ်နိုင်ခဲ့ပေါ့နော်အနာလေးလေးကျွန်တော်သဘောကျတယ်နည်းနည်းပြန်တော့ထောက်ကြမယ်နော်အနာလေးကတော့တကယ်ကောင်းဖက်ကတီဆောင်းတဲ့မှာဖက်ကပြန်ရင်နေတိုင်းမှာခက်တဲ့အိမ်မက်ဒရပေးမန့်များကြုံလို့ခန္ဓာရင်တိုင်းတာထက်လွန်ဆွဲတွန်တွဲနေတဲ့ရာများဆင်းပြေအောင်တကူးတကာညှိဖန်နိုင်တဲ့တစ်ဖြစ် င်းချက်ကိုအဟုတ်လောက်ကကိုကိုကိုလိန်နေတာရှိမပြေဆုံးတဲ့ဘွားမှာနာကက်အတွက်လူငယ်တယောက်ရဲ့အချင်းလေးကရင်းနေရဲ့ညီဝဲသာကောင်းတဲ့ခင်ရဲ့ဆုံးပါအိမ်မှာတန်းတန်းကိုရောင်းရအောင်နော်ဘာ နောက်ကဒီခလေးလေးရာမိုက်ရနော်ကိုခုမှကြည့်မိအဲ့လိုမျိုးဖြစ်ချင်တဲ့အိမ်မက်ကိုအဲ့လိုမျိုးစွန့်ဘယ်လိုပြောမလဲမလောက်ရပဲနော်ပုံစံကွက်ထဲကဘဝထဲမှာနေနေရတဲ့ပုံစံလိုမျိုးပေါ့ကွာသိရမလားအဲ့လိုအဲ့လိုအဲ့ဒီဟာကိုပြချင်တာထင်တာပဲကိုကတော့တချင်းလေးကတော့တချင်းလေးကတော့ဒီလောက်ပဲပေါ့နော် အာတချင်းက2မိနစ်နဲ့48စက္ကန့်ဆိုပေမဲ့ KZ ရဲ့ဆိုထားတဲ့ဒီ lyrical တွေကအများကြီးပါတယ်ဗောနော်ဒီတချင်းထဲမှာ lyrics တွေအရဗောနော်အများကြီးပါတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ဒီတချင်းလေးကတော့ကိုလည်းအရင်ကြိုက်တယ်ဗောနော်အရင်ကြိုက်လို့လည်းခဏခဏနားထောင်ဖြစ်တယ်အဲ့လိုမျိုးကိုလည်းအဲ့လိုကိုဖြစ်ကျင်တဲ့အိမ်မက်နောက်ကိုလိုက်ရင်းနေအဲ့လိုမျိုးတခါတလေပင်မန်းတဲ့အခါမျိုးတွေပါဆိုလို့ရှိရင်တော့ခဏခဏနားထောင်ဖြစ်တယ်ဗောနော် အဲ့တော့ okay အဲကျွန်တော်နည်းနည်းပြောချင်တာကတော့အိမ်မက်နောက်လိုက်နေတဲ့ကိုယ့်ရဲ့ညီကိုတွေလည်းရှိမယ်ဆိုလို့ရှိရင်တော့ဒီသချင်းလေးတို့တော့မဖြစ်မနေနားထောင်တွက်အဲမဖြစ်မနေနားထောင်ကြည့်တင်ပါတယ်လို့နော် KZ ရဲ့ဒီသချင်း ordinary life ပေါ့နော်ပုံစံကွက်ထဲကဘဝပေါ့သချင်းနဲ့မရတော့ okay အဲ့တော့ဒီကနေ့ကျွန်တော်ရဲ့အဲ music reaction video လေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ပြီးသွားကြပါအောင်လို့နောက်ထပ် music reaction video တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းအောင်